အဒီဒီဘက်ကတော့ကျွန်တော်ဒေါက်တာမတ်မှာလူပုံလူတွေထုတ်လုပ်တဲ့အကြောင်းအရာလေးကိုမျှဝေသွားကြပါမယ်။ကိုယ့်ရဲ့ပုံလူကို AI အကူအညီယူပြီးတော့မှကြီးလင်းပြသတဲ့ဓာတ်ပုံကို AI website တွေပေါ်မှာတင်မြှောက် 3D ဆွဲခိုင်းတာဖြစ်ပါတယ်။အဒီမှာတော့ကျွန်တော်ရုပ်ရှင်မင်းသားဝင်းဦးနဲ့ဘူကျောင်းဆန်းပုံကို 3D generate လုပ်ခိုင်းပါတယ်။အဒီနေရာမှာ 3D website ပေါ်တင်မဲ့ကိုယ့်ရဲ့ ပုံတွေကကြည်နေပြတ်သားနေဖို့လိုအပ်ပါတယ်ဒီလိုမဟုတ်ရင်တော့ပုံတွေမကောင်းဘူးဆိုရင်တော့ 3D channel လုပ်တဲ့နေရာမှာ error တွေပိုပြီးများမှာဖြစ်ပါတယ်သို့တော်လည်းဒီနေ့ကတော့လူတိုင်းလူတိုင်းပုံတိုင်းပုံတိုင်းတော့အဆင်ပြေတာတော့မဟုတ်ဘူးဒါပေမဲ့ဒီကိုယ့်ရဲ့ပုံတွေကိုပထမဆုံးအနေနဲ့ 3D အလွယ်တကူလုပ်ချင်တယ်ဆိုရင်တော့ဒီနေ့ကအကုန်ကြမ်းစိတ်အသက်သာဆုံးနဲ့အလွယ်ကူဆုံးနည်းပဲဖြစ်ပါတယ်အဒုတိယနေ့ကတော့ Blender လို့ ZBrush လို့ scripturing software တွေကိုအသုံးပြုပြီးတော့မှကိုယ့်ရဲ့ပုံတွေကိုသက်ဆိုင်ရာပညာရှင်တွေနဲ့အာပုံတွေပို့ပြီးတော့မှဆွဲခိုင်းတာဖြစ်ပါတယ်။အဲဒီနေ့ကတော့စိတ်ချိုင်း detail လုံနိုင်တယ် customer လည်းလုံနိုင်တယ်ဒါပေမဲ့အချိန်ပေးရမယ်သူသက်ဆိုင်ရာပညာရှင်တွေလည်းသူ့ရဲ့ service charges ပေးရမှာဖြစ်ပါတယ်။ သဆိုင်ရာဆွဲပေးတဲ့ပညာရှင်ကသူရောကောင်းရင်ကောင်းသလိုဒီတေးရမှာဖြစ်သလိုကိုကိုယ်တိုင်နဲ့စိတ်တိုင်းကြ customize သူ့ကိုပြောပြီးတော့မှဆွဲခိုင်းလို့ရမှာဖြစ်ပါတယ်။ကိုယ့်ရဲ့အဝတ်အစားတွေမျက်ခုံးတွေစပင်းတွေစသဖြင့်အသေးစိတ်သူ့ကိုစိတ်တိုင်းကြဆွဲခိုင်းလို့ရမှာဖြစ်ပါတယ်။နောက်ဆုံးနေ့ကတော့ကုန်ကြစိတ်တော်ရှိမယ်။ဒါပေမဲ့ 3D scanner နဲ့ကိုယ့်ရဲ့တကူလုံးဝယ်ဖြစ်စေ၊ကိုယ်တိုင်ဝယ်ဖြစ်စေ scan ဖတ်ပြီးတော့မှ ပုံလူထုတ်လုပ်တာဖြစ်ပါတယ်အဲဒီနေ့ကတော့လူတိုင်းနဲ့အဆင်ပြေမှာဖြစ်ပါတယ်သို့တော်လည်းဒီနေ့ကတော့တက်ရှိနေရမရှိတော့တဲ့လူတွေနဲ့ကိုကျွန်တော်တို့ဆိုင်ကိုမလာနိုင်တဲ့လူတွေဆိုရင်တော့အခုနီးကိုတော့ရွေးချယ်လို့ရမှာမဟုတ်ပါဘူးဓာတ်ပုံပို့ပြီးတော့မှ AI ကနေ generate လုပ်တဲ့နီးကိုပဲရွေးချယ်မှာဖြစ်ပါတယ်အဲဒီနေ့မှာလည်းဒီကထွက်လာတဲ့ model ကအဆင်ပြေဘူးဆိုရင်တော့အနည်းငယ်တော့ပြန်ပြီးတော့ scriptural software တခုထဲမှာပြန်ပြီး modify လုပ်ပေးရမှာဖြစ်ပါတယ်အဲဒီနေရာမှာလည်းထုတ်လုပ်ထားတဲ့ထုတ်လုပ်လိုက်တဲ့ကိုယ့်ရဲ့ model တွေကိုဒီ one color တိုင်းမဟုတ်ဖ ೇನೆ နောက်ထပ်အရာအောင် color ချေခြင်းသေးတယ်ဆိုရင်သက်ဆိုင်ရာပိန့်ပညာရှင်တွေနဲ့တိုင်ပင်ပြီးတော့မှဆွဲလို့ရပါတယ်ဒါကတော့ပိန့်ဝေါ်အတွက်သက်သက် extra charge ကျမှာဖြစ်ပါတယ်အခု water white ရုပ်ကလေးဆိုရင်လည်းဒါ 3D နဲ့ထုတ်ပြီးတော့မှပြန်ပြီးတော့ဆေးချေထားတာဖြစ်ပါတယ်ဆေးချေဖို့အတွက်အချိန်ပြင်းတစ်ပတ်လောက်တော့အချိန်ပေးရတာဖြစ်ပါတယ်အသူရဲ့မျက်လုံးတွေပါတယ်ဆိုရင်လည်းဒီဒီရအောင်ဆေးချပြီးတော့မှ reason ထပ်ပြီးတော့အုပ်ထားပါတယ် God of War Gain ကခရတော့ရဲ့ပုံသူ ခေါင်းကိုလည်းဘလန်ဒါနဲ့ဒါပညာရှင်တွေကဆွဲထားပြီးတော့မှပိန့်ဝတ်ကတော့ကျွန်တော်ဆွဲပြန်ပြီးတော့လှုပ်ထားတာဖြစ်ပါတယ်ဒီလိုမျိုးဒီလိုပိန့်ဝတ်တွေကတော့ပို့ပြီးတော့အချိန်ပေးရတာဖြစ်ပါတယ်